53နှစ်ကြာပြီဖြစ်လေရေးစစ်ခေရာ သူဤစာများနောင်လာသားတို့အားထားရစေခွန်အားမြဲစေဆရာစေရလမ်းပြညွှန်စေရှင်တန်စေပါတကားစာရေးဆရာကြီးဇေယဟာ1982ခု အောက်တိုဘာ၄ရက်ကကွယ်လွန်ပါတယ်အခုဆိုရင်53နှစ်ရှိပါပြီသူကွယ်လွန်တာကိုကြားလိုက်ရတော့အာနာရှင်ဟာအရှင်မထွက်ဘူးလို့လူမှုကိုတတိပေးရေးသားခဲ့တဲ့စာရေးဆရာမကြီး လူထုတော်အမာကနှမျောတတစွာနဲ့အခုလို အလွမ်းစာရေးသားခဲ့ပါတယ်။ဆရာဇေယသို့မဟုတ်တခင်ကိုတော်မိုင်းဤပါရမီဖြည့်ဖက်၄လ1982နှစ်နေ့ကစာရေးဆရာဇေယအမိခံဆရာဇေယကွယ်လွန်အနှိမ့်စရောက်တယ်လို့ကြားလိုက်ရတော့ဩလူထုဦးလာနဲ့နှစ်လပြည့်အောင်တောင်မကွာချဘူးစာပေနေကကျယ်ဝင်းကြီးတဖွင့် ကျွေရှာပြန်လီပကောလို့နှမျောတာတာလွမ်းစွတ်ရပြန်ပါတယ်။ဆရာဇေယအနိစာကြီးရောက်တော့ အသက်83နှစ်ရှိပါပြီ။၁၈နှစ်သား၁၉နှစ်သားအရွယ်ကလေးကကလောင်ဆန်းလာခဲ့ပါတယ်။အသက်20ရွယ်မှာဇေယဆိုတဲ့ကလောင်နာမည်တစ်ခုနဲ့လူသိလာတဲ့ကလောင်တစ်ချောင်းဖြစ်လာပါတယ်။အသက်80နာနီးတဲ့အထိကလောင်မချပဲရေးသားသွားခဲ့ပါတယ်။ဆရာဦးရောရဲ့ကလောင်ကထွက်လီသမျှစာဟာ အမျိုးသားရေးကိုဘယ်တော့မှလက်မလွတ်ခဲ့ပါဘူးအမျိုးသားယဉ်ကျေးမှုအဆောက်အုံကို အဖက်ဖက်ကထိမ့်သိမ့်ကာကွယ်တိဆောက်သွားလေတဲ့ကလောင်မှုဒီကလောင်ကြီးတစ်ချောင်းယန္နာအငိမ့်စားယူသွားတာကိုနှမျောလို့မဆုံးဘူးဆရာဦးရောကိုသူဆိုင်နှင်သွားတဲ့ကလောင်အတွက်တာမကပဲသူမကြင်ညာပဲရွက်ဆောင်သွားတဲ့တာဝန်ကြီးတစ်ခုအတွက်လဲကျမတို့ကဆရာကိုကြိတ်ပြီးကျေးဇူးတင်ဒါရုခေါ်ရပါသေးတယ် ဲ့ဒါကတော့ဆရာကြီးသခင်ကိုတော်မှန်းရဲ့ပါရမီကိုကုညီဖြည့်စွမ်းသွားမှုကြီးပါပဲဆရာဦးရောက1900ပြည့်နှစ်ဖွာအသက်20ရွယ်မှာပြည်မြို့အစိုးရထက်တန်းကျောင်းမှာဆရာက၁၀တန်းကိုမြမတပီလုံးမှာ6ရောက်တာရတဲ့အသုံးမသာဂုံတူးနဲ့အောင်ခဲ့ပါတယ်ဆရာတို့၁၀တန်းအောင်တော့တငယ်ချင်းမောင်မောင်ကလေးကဆရာကိုရန်ကုန်ခေါ်ပါတယ်မောင်မောင်ကလေးကမြမအဆွေ တတိဥပညွန့်ရဲ့ရောက်ဖဒါကြောင့်ရန်ကုန်ရောက်တော့မြမအဆွေတိုက်ကထုတ်ဝေဖို့ဆိုင်းပြင်းနေတဲ့တကုံမဂဇင်းမှာဇရကိုအယ်ဒီတာလုပ်ဖို့တလကို90ကျပ်နဲ့အလုတ်ခတ်ပါတယ်မြမအဆွေက တကုံမဂဇင်းထုတ်ဝင်မယ်ဆိုတော့ဇရကြီးတခင်ကိုတော့မိုင်းကိုအယ်ဒီတာလုပ်ပေးဖို့ပြောပါတယ်ဇရကြီးကအဲ့ဒီချိန်မှာ University ကိုတပိတ်မှောက်ပြီးဒေါ်လန်လူထုထူထောင်တဲ့အမျိုးသားကောလိပ်မှာဇရလုပ်ချင်လို့ ဒုရိယတရင်စာကအလုတ်ထွက်လာတဲ့အချိန်ပေါ့တကုံကဆရာကြီးကိုခေါ်တော့ဆရာကြီးကသူတိုက်ထိုင်အက်ဒီတာတော့လုံးမပေးနိုင်ဘူးဘကိုးចောင်းဆရာ ကိုဘိုးတစ်ကို သူအစားခေါ်ကိုဘိုးတစ်ဟာကဗျာမှလည်းတော်တယ်စာရေးသားလည်းကောင်းတယ်ဆရာကတော့အဆောင်ပါကဗျာစတာတွေရေးပေးပြီးကုညီမယ်လို့ပြောပါတယ်ဒါကြောင့်တကုံဆရာကြီးညွန်ကြားတဲ့ဥပိုးတစ်ကိုပဲ တိုက်ထိုင်အယ်ဒီတာဖြစ်ခေါ်ပါတယ်ဆရာဦးယောကတော့လက်ထောက်အယ်ဒီတာပေါ့အဲ့ဒီမှာဦးယောကဆရာကြီးစီကိုမကြမကြသွားပြီးစောင်းပါတောင်းရပါတယ်တကုံအတွက်စောင်းပါတောင်းရင်ကဆရာကြီးသခင်ကိုတော်မိုင်းနဲ့ဦးယောတို့ဟာတည်ကျွမ်းခင်မင်သွားကြပါတယ်ဆရာကြီးသခင်ကိုတော်မိုင်းကအဲ့ဒီချိန်မှာတသမိ9ယောက်နဲ့မုတ်ဆိုးဘူဘဝလူကအင်မတန်တက်ကြွတဲ့အသက်30ကျော်ရွယ်ကလောင်ကထတ်တုံးပြည်သူတွေကလည်းနေချက်တဘူအောက်ကထွန်းထွန်း ထူးရုံးကန်လှုပ်ရှားနေတုံးအချိန်မျိုးပါအဲ့ဒီလိုအချိန်မျိုးမှာဆရာကြီးနဲ့ဆရာဦးရောနဲ့တွေ့ကြဆုံးကြခင်မင်တီကျွမ်းကြတာပါပဲဦးရောကအသက်20ကျော်ရုပ်ရည်ကလည်းမတောင်မစားမကစားတတ်တဲ့အပြင်သဘောတကာရအလွန်ကောင်းတဲ့တငယ်ရိုးတဲ့အေးတဲ့ဆိုတာက လူကြည့်ယုံနဲ့ပေါ်နေတဲ့ယုံမျိုးပါဓာရီအားလုံးပြင်စာရေးဆရာကလေးတယောက်ဖြစ်နေလေတော့ဆရာကြီးကသူ့ခင်မတွေနဲ့တိုင်ပင်ပြီးမောင်ရော23နှစ် သူသမီးအကြီးဆုံးမမရီ16နှစ်အရွယ်မှာလက်ထက်ထိန်များပေးလိုက်ပါတယ်။ဆရာရောနဲ့မမရီတို့လက်ဆက်ကြတယ်ဆိုတော့တနင်္ဂနွေသားနဲ့ဗုဒ္ဓဟူးသမီးမှုဗေဒင်အရာမပြေစားပါနဲ့တနင်္ဂနွေနဲ့ဗုဒ္ဓဟူးဟာအုံတောင်မနှွေးဘူးခေါင်းအုံနှွေးအောင် မပေါင်းရတတ်ဘူးအိမ်တောင်ဘက်တယောက်ယောက်တည်တတ်တယ်လို့ဖြတ်တဲ့သူကဖြစ်ပါတဲ့။နှုတ်ဝိမဲ့ဒုရိယတိုက်ကဥငိမ့်ဆိုတဲ့ဗေဒင်ဆရာကြီးကတော့ကိစ္စမရှိပါဘူး ပေးစားပါလို့ပြောတဲ့ဆရာဦးရောကသူတို့က အုံတောင်မနှွေးဘူးဆိုပေမဲ့ခုတော့ဆရာတို့အိမ်တော်သက်အနှစ်90ကျော်ပါပြီလို့ရေကမျောကပြောပူပါတယ်ဆရာကြီးကအဲ့ဒီချိန်ကစပြီးဆရာဦးရောနဲ့တေတပန်တက်တဆုံနေသွားတာပါပဲဆရာကြီးသမီးဒေါ်မြကြီးအဖေဟာသမီးအိမ်တော်ချပေးပြီးကလေးကသူ့လှုပ်ချင်ရာတွေကိုတက်တက်လုံးလှုပ်သွားတော့တာပဲတဲ့ ဆရာကြီးကလူမမဲ့သားသမီး9ယောက်ကျွေးမွေးပြုစုရတဲ့တာဝန်ကိုအိမ်ောင်တဲ့သမီးကြီးနဲ့စိတ်သဘောကောင်းတဲ့တမတ်လက်ကိုစိတ်ချလက်ချအပ်ထားလိုက်တဲ့သဘောပါပဲ။ဆရာကြီးတခင်ကိုတော်မိုင်းဟာအိမ်တော်တာဝန်သားသမီးတွေကိုလုပ်ကျွေးပြုစုရတဲ့တာဝန်တွေကိုတမတ်ကြီးနဲ့သမီးကြီးလက်မှာစိတ်ချလက်ချအပ်ထားပြီးကလေးကအမျိုးသားရေးလုပ်ငန်းတွေကိုကြွကြွလွတ်လွတ်လုပ်သွားတော့တာပါပဲ။ဆရာကြီးမှာ အသက်30ကျော်အရွယ်နဲ့မုတ်ဆိုးဘဝရောက်ရပြီး ဥမမဲစာမမြောက်သာသမီ9ယောက်ကြံခဲ့တာကိုတန်ရောစဉ်ကြီးတဲ့ဖခင်တယောက်အနေနဲ့သာသမီတို့ရဲ့ကရိကရဟာတွေကိုနောက်အိုးနောက်အိမ်မထူထောင်ပဲတယောက်တည်းကျေခံခဲ့တယ်ဆိုတာနည်းတဲ့မေတ္တာနည်းတဲ့တတိမဟုတ်ပါဘူးဒါပေမဲ့ဒီတာဝန်တွေကိုတမကြီးဦးရောနဲ့တမီးကြီးမမြကြီးတို့ကအဖေတပိုးကိုကူပြောင်းလို့ယူလိုက်ကြတော့ဇယကြီးရဲ့ပါရမီကိုဇယဦးရောကိုကြီးဖြစ်စည်းပုံကလည်း မနေဘူးပေါ့ဆရာကြီးတခင်ကိုတော့မိုင်းကိုကျမတို့ကနေရေးထိုင်ရေးနဲ့ပတ်သက်လို့မေးတဲ့အခါဆရာကြီးက "तू အခုနေတဲ့အိမ်အမှတ်၅ကလည်း तू အိမ်မဟုတ်ပါဘူး။ဦးရောအိမ်ပါ"တဲ့။ "तू နေတဲ့စမ်းကြောင်းရဲ့ချမ်းသာလမ်းကလည်းပဲပြုတ်တဲ့တွေအများကြီးရှိတဲ့လမ်းပါ"တဲ့။ဆရာကြီးအချိန်တန်လို့နှိုက်စားတဲ့ထမင်းကလည်းတမီးကြီးကကြွေးတဲ့ထမင်းပါပဲပေါ့။ဆရာဦးရောကပထမဆုံးတစ်ခုံမဂဇင်းနောက်တော့ဇေယသတင်းစာ လန်ဒန်အမဂဇင်းဗြိတိရှဘာမာမဂဇင်းဒူမဂဇင်းတို့မှာရေးပါတယ်နောက်တော့တတိကေဇက်မှာကိုနှစ်ကြာလောက်ပါတယ်နောက်ပြန်ကြားရေးဝန်ကြီးဌာနကညွန်ကြားရေးဝန်လောက်ပါတယ်အဲ့ဒီကပင်စင်ယူပြီးအသက်80နာထီစာရေးသွားတာပါပဲဆရာကြီးတခင်ကိုယ်တော်မိုင်1964ခုနှစ်ကအနိစ္စရောက်တော့ဆရာဦးရောအသက်64နှစ်အရွယ်မှာပဲရှိပါသေးတယ်ဒါကြောင့် ဆရာကြီးတခင်ကိုတော်မိုင်းရဲ့ပါရမီကိုကိုကြီးဖြည့်တင်းသွားတဲ့ဆရာဦးရောလို့လဲနှောင်းလူတွေကဆရာဦးရောကိုဂုံပြုမှတ်တမ်းတင် ရမှာပါဒါကတော့လူထုတော်မှာမြရီနန္ဒာမထီလာမဂဇင်း1984ဖေဖော်ဝါရီလကဖော်ပြထားတဲ့လူထုတော်မှာရဲ့လက်ရာဖြစ်ပါတယ်ဇေယဟူသောကလောင်အမီပေါ်ပေါက်လာပုံ စာတင်ခဲ့ရာကျောင်းနေခဲ့ရာဗမော်မျိုးကိုယူပြီးဗမော်တင်အောင်လို့နာမည်ပေးပါတယ်။ဆရာကြီးကိုလေးကသူစာတင်ခဲ့တဲ့အင်းဝကုံကြီးအလဲတန်းကျောင်းကိုစွဲမှတ်ယူပြီးကိုလေးအင်းဝကုံဤဆိုပြီးနာမည်ပေးခဲ့ပါတယ်။မော်လမြိုင်ကအဒီတာကြီးဦးရွှေကျူးနဲ့မြမတန်တရင်ကျင်ညာသူဒေါ်တန်းနှစ်တို့ကိုလေးစားပြီးကျူးနှစ်ကလောင်အမိကိုယူတဲ့ရဟန်းဝင်နေတဲ့ဆရာတော်ကျူးနှစ်ကကျွန်တော်ကိုစီကတက်ဖွားတော့ ဖာရောမူလည်းရရှင်းပြခဲ့ပူပါတယ်။ဆရာကြီးစောကြီးကတော့စောကြီးရုပ်လေးတွေကိုသဘောကျလို့တဲ့ဆရာကြီးမင်းတူဝင်ကတော့ဇုံနသားမြိုင်ဦးကျော်ရဲ့စာရဲကမင်းတူဝင်ကိုကြိုက်လို့ယူပါတယ်။ဆရာကြီးစေရကတော့1920ပြည့်နှစ်မှာပေါ့ဇီကုံမြို့ကနေပူပူနွေးနွေးသုံးမသာဂုံတူးနဲ့ဆယ်တန်းအောင်ចောင်းသားမောင်ရော့ဟာရန်ကုန်ရောက်လာပါတယ်။တကုံမဂဇင်းမှာစာရေးဖို့သူကလောင်နာမည်ကိုရွေးရပါတော့မယ်။ ူကလောင်နာမည်ရွေးပုံကတမျိုးစမ်းပါတယ်။ရွေးပုံကတော့အဘိဒံဒက်ရှင်နရီစာအုပ်ကို မကြည့်ပဲလှမ်းလိုက်ပြီးစာအုပ်ပေါ်လက်ညှိုးထောက်ပြီးကြာရစလုံးကို ကလောင်အမိယူမယ်လို့ဆုံးဖြတ်ပါတဲ့။ထောက်မိတာက victory စလုံးပေါ်ကိုပါ။ဒါကိုမြမမှုပြုတ်ပြီးဇေယနာမည်ကိုရွှေလိုက်ပါတယ်။စာရေးဆရာဇေယဒါပေမဲ့သူဟာမင်းလက်ရာတီလဝင်းတကုံဇေယစတဲ့ လောင်ခွဲတွေနဲ့ပါရေးခဲ့ပါသေးတယ်။ကဗျာဆရာကြီးမင်းယူဝေဤဆရာကြီးစေရပေါ်စာပေအမည်ဆရာကြီးမင်းယူဝေကသူ့ရဲ့ငွေတားရေးမဂ္ဂဇင်းအမှတ်စဉ်53ဇန်နဝါရီလထုတ်မှအခုလိုရေးသားခဲ့ပါတယ်။ဤနေရာတွင် ကျွန်ုပ်တို့သည် စာပေလောကဤဖခင်ကြီးတဦးဖြစ်သူဆရာစေရဤစာပေအမည်တရက်ကိုတင်ပြလိုပေသည်။စာအုပ်နှင့်လူသားစောင်းမတွင်ဆရာစေရက ကဘာဥမှစာ၍လူသမိုင်းစဉ်တလျှောက်တွင် ကောင်းရာဘက်သို့ဖြစ်စေစိုးရာဘက်သို့ဖြစ်စေစောက်ထိုးမှောက်ခုံအကြီးကျယ်ပြောင်းလဲလာသောများတို့တွင်စာအုပ်များသာလျှင် အရင်းခံအကြောင်းကြီးဖြစ်သည်ကို တွေ့ရလေသည်ရှိခရီးပညာရှိကြီးပလေထို၏ဟောပြောချက်စာအုပ်ရှေးတရုတ်ပညာရှိကြီးကွန်ကွန်ဖူဇီ၏မိတ်ဆွေချက်စာအုပ်ရှေးအီတလီယန်ပညာရှိ မာခန်ယာဗဲ၏ခေါ်ယာဇနီတိပြင်သစ်ပညာရှိကြီး ရှုစု၏လူပရိညာစာအုပ်အင်္ဂလိပ်ပညာရှိကြီးသောမတ်ဝိန်၏လူခွင့်ရေးဂျာမန်ကားမတ်၏ကွန်မြူနီကျင်းညာစာတမ်းစာသောစာအုပ်များသည့်မိမိတို့သက်ဆိုင်ရာခေတ်ကိုသာ ထိခိုက်ခဲ့သည်မဟုတ်ခရဆက်ဆက်လူတို့၏စိတ်ကိုထိခိုက်လျက်အနာဂတ်တွင်လည်းဆက်လက် ထိခိုက်ပြုပြင်သွားကြမည်ဖြစ်ပေသည်စာအုပ်များသည်ထိုမျှတကူအာနာရှိ၏ကျွန်ုပ်တို့သည်စာအုပ်များကိုနီလန်းတကျအသုံးပြုတတ်ပါမူကား အချင်းချင်းနားလည်မှုရှိလျက်ဤကဘာလောကကြီးသည်စစ်ဘေးအငတ်ဘေးယောဂဘေးစာတော့ဘေးပေါင်းတို့မှကင်းရှင်းလျက်တကယ်ငြိမ်းအေးတာယာသောဘဝကြီးကိုရရှိပေလိမ့်မည်သို့သောစာအုပ်စောကများဖြင့်ကောင်းသည်ကြီးမဟုတ်ကောင်းသောစာအုပ်များရှိသကဲ့သို့မကောင်းသောစာအုပ်များလည်းရှိပေသည်သူတို့ကိုတန်ရှင်းစင်ကြယ်စေနိုင်သောစာအုပ်မြင်မာလာစေနိုင်သော စာအုပ်များရှိသကဲ့သို့ညနွမ်း သွားစေနိုင်သော စာအုပ်နှိမ့်ချသွားစေနိုင်သောစာအုပ်များလည်းရှိသည်ကျွန်ုပ်တို့သည် ရွေးချယ်တတ်ရမည်စီစစ်တတ်ရမည်စာအုပ်ကတွင်တင်ပြသသောသဘောအတိတ်ပဲကို နားလည်တတ်ရမည် အကောက်အယူမှန်စေရမည်အကောက်အယူမတက်ကမတရံပိတရံဟန်တာဟူသောပုံကို အတိတ်ပဲနားမလည်၍မိဘကိုအတ္တမှားသူကဲ့သို့အကျိုးဖြစ်ရမည်ကိုအကျိုးမဖြစ်ပဲအမကြီးတွေ့တတ်လေသည်ဟူ၍ဆိုထားလေသည် တဖန်စာပေဟူသည်ဆောင်းပါး၌၎င်းဇရာဇရာကစိတ်ဓာတ်ကို အာမပြေသော စာပော့စာလွန့်အနှစ်သာရကင်းမဲ့သောစာပေများကိုဖတ်နေရသူများမှာအုတ်ရထောင်တိမနာမနေဖတ်ရသည်ဆိုစေကောင်မူစိတ်ဓာတ်မခိုင်းစိတ်ဓာတ်မမြဲဖယူဖယဲဖြစ်ရပေလိမ့်မည်စာပြက်ပေပြက်အတော့အသွမ်းများဖတ်၍နိုင်ငံကြီးထူထောင်ကြဘူးသည်ဟုထုံပုံတက်သည် မတွေ့ပါ စားတဲ့ချောင်းကောင်းကောင်းဖက်ရကမြပင်အင်အားတိုးတက်၍တိုင်းကြီးပြည်ကြီးဖြစ်ဖူးသည့်ထုံတန်းတက်သည့်များသာရှိပါれ။ဒါကြောင့်ကျွန်ုပ်တို့သည်စာပေရေးသားရ၌၎င်းစာပေဖတ်ရှုလေ့လာရ၌၎င်းတရီကြီးစွာထပ်ပါれ။ဖေတော့မောင်တော့စသောတရင်ကမြစိတ်ကြွစေပြီးတဲ့နောက်ငေးမိုင်တွေဝေအင်အားဖြော့တော့ဂျုံလှည့်၍သွားစေတတ်သောဘိန်ဘိန်ကဲ့သို့သောစာပေများနှင့်ကျွန်ုပ်တို့အချိန်ကုန်၍နေမည်ဆိုသောအမျိုးသား ရင်းရိုင်ပျက်စီးချောင်းလမ်းဆွေကြီးကိုလိုက်နေတည်နှင့်သာတူဝေလိမ့်မည် လောကဇက်ခုံကအစာဆုံးตายာ၍နေသည်မဟုတ်ငိုဝဲလဲရှိသည်ရွှင်ပွဲလဲရှိသည်ဘဝနှင့်မကင်းကွာသူဟူသည်၍သည်ငိုဝဲတခံရွှင်ပွဲတလံတွေ့ရမည်သာဖြစ်ပေသည်မိသည့်ပွဲနှင့်တွေ့ရသည်ဖြစ်စီကမူရှေးပကံသူပကံသားများကဲ့သို့အာရှိရှိနှင့်တွေ့ကြခြင်းသာလျင်စိတ်တည်းဤတည်ကြည်ໄຂမြဲရေးကိုရနိုင်ပေသည် သို့မှသာကျွန်ုပ်တို့၏စိတ်သက်သည့်တန့်စင်တောင်းတင်းလျက်အမျိုးသားဗိမာန်ကြီးတိဆောက်ရေးစခန်း၌ခြေလက်မှန်မှန်နှင့်ချီတက်နိုင်ကြပေမည်ဖြစ်ကြောင်းဟူ၍ဆိုထားပေသည်ဒါရီဟာစောင်းပါဝိတ္ထုကဗျာပေါင်း2000ကျော်ရေးသားပြုစုခဲ့တဲ့ကွယ်လွန်သူစာပေဖခင်ကြီးစေရရဲ့စာပေအမြင်တွေပဲဖြစ်ပါတယ်ဒီအမြင်တွေကိုကျွန်တော်တို့ကဖတ်ရှုဆင်ခြင်သုံးသပ်ကြပြီးစာဖတ်သူတိုင်းဟာစာကောင်းတွေရွေးချယ်ဖတ်ရှုသင်ကြသလို့ ရေတာပြုစုထုတ်ဝေသူတွေကလည်းစာကောင်းပေမွန်တွေကိုသာရေတာပြုစုထုတ်ဝေကြသင့်ပါတယ်လို့တွေးနေမိပါတယ်။ဆရာကြီးဇေယျကွယ်လွန်ခြင်း43နှစ်ဆရာကြီးဇေယျဟာ1982ခုအောက်တိုဘာ4ရက်ကကွယ်လွန်ပါတယ်။အခုဆိုရင်43နှစ်ရှိပါပြီ။သူဟာစာဆုံးရေးသားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့စေတနာနဲ့ပြည်သူတို့တိုက်တွန်းချက်မှားကြားချက်တွေကို ရေးသားခဲ့တာတွေကလည်းများပြားလှပါတယ်။စာဖတ်ကြဖို့စာကြည့်ထိုက်တွေကိုသွားဖို့လမ်းပိစာအုပ်ဟောင်းတန်းတွေကိုသွားကြဖို့နိုင်ငံခြားစာပေတွေကိုမြန်မာပြန်ဖို့မြန်မာစာပေတွေကိုနိုင်ငံခြားဘာသာတွေပြန်ဆိုဖို့စသဖြင့်သူမှားထားခဲ့တာတွေကများလာပါတယ်။သူကွယ်လွန်ခြင်း43နှစ်မှာတော့တွေ့မြင်လက်လန်းမိသလောက်စူဆောင်းတင်ပြလိုက်တာပါ။ဆရာကြီးဇေယရဲ့စာပေအမြင်တွေအားလုံးကိုတော့ ူရဲ့စာအုပ်တွေကိုသာဖတ်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်ခမဟုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့ဆောင်းမရှင်မောင်တူရဲ့ဆောင်းပါလက်ရဖြစ်ပါတယ်ခမ